တိုင်ငယ်နှကောင်ရဲ့တိုက်ပွဲကပထမအချီစားရတဲ့အခါတယောက်နဲ့တယောက်အကဲခတ်နေကြတဲ့အချိန်ခမ်းမကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပါလိ။ဟောရဲ့နီပြမိခဲကနာမည်ကျော်ကြတဲ့သူဖြစ်ပြီးအဲအချိန်ဟောကအကရီဖြုတ်လိုက်ကတခါမှုရအောင်မျှခေါ်နေပါလိ။နေအောင်လုံးရဲ့လှုပ်ရှားမှုတွေကိုပရိသတ်တွေတိုက်ဆိတ်စွာစောင့်ကြည့်နေကြလုံးတခါမှုရဲ့လင်းမြန်တဲ့ဘယ်လက်တီးကဟောကိုရှက်ထီသွားပါလိမ့် တစက်ထဲမှာပဲတာခါမူရာကဖီယာပေးဖို့ဒလသက်လိုက်ထိုးနေရာကြောင့်ဟော့တီရောက်တောင်းမှပိတ်မိသွားပေမဲ့မထင်ထားတဲ့အနေအထားကနေကောင်းနာပြန်ထိုးပြသွားခဲ့ပါသည်အခွင့်တသွားတဲ့ဟော့ကပဲတာခါမူရာကိုထုံးမွန်ပြစ်ကျွေးပေးလိုက်ပြီးတကြောပြန်ကျိုးဝိုင်းတောင်းမှပိတ်ထိုးပါသည်တခါမူရာကဟော့ရဲ့လက်သီးတွေကိုဖဲထုတ်လိုက်ရင်တော့ဟော့ကတော့သူ့ရဲ့ဟန်ချက်ပြတ်သွားလဲလက်သီးတွေထိုးနိုင်နေပါလိမ့်အဲဒါကြောင့်တခါမူရာလည်းကမ္ဘာချန်ပီယံကြီးကိုအငံမရလိုက်ထိုးပေမဲ့ထိရောက်မထိုးနိုင်ပဲဖြစ်နေသေးတဲ့အပြင်သူ့မျက်နှာကိုတဲတဲကြီးအထိုးခံလိုက်ရပါလိမ့် လေကြောင်မင်းအချိန်မှာဟောရဲ့အပြင်းနဲ့လက်သီးကိုအမြန်ရှောင်လိုက်နိုင်ပေမဲ့အနေရများတာကြောင့်ပြည်သက်တွေကဓာတ်ငါးနေထွက်ပြေးဖို့အော်ပြောနေကြပါသည် တခါမူရကတော့ခေါင်းမစွာနဲ့ထွက်မပြေးခဲ့ပဲဟော့ရဲ့အငိုက်မှာပါဝါလက်သည့်ပြစ်ထိုးပေးလိုက်ကဘော်ဒီထိုးချက်တွေတိတ်ပေးလိုက်ပါသည်ဟော့ရဲ့နီးပြမိခဲကတခါမူရရဲ့တကနေနဲ့ပါဝါတွေဟာအထင်ကြီးစီရကောင်းပေမဲ့ဘာစဉ်အတိုင်းမဲဆိုရင်ဟော့ကိုအနိုင်မယူနိုင်သေးဘူးဆိုပြီးတွေးနေပါသည်အဲ့အချိန်မှာပဲဟော့ကမယုံနိုင်စရာအနည်းအထားကနေကောင်းတဲ့လက်သည့်တွေထိုးနေရကြောင်းတခါမူရလည်းအတော်လေးခံစားနေရကဤဘိုလိုကတော့အံ့ဩနေကြရပါသည် ဘောက်စင်းမှအတုံပြူကြတဲ့လက်သီးတွေမှာအကန့်အသတ်ရှိပေမဲ့ဟော့ရက်လက်သီးတွေကတော့ဘယ်နေရာကနေပြန်ထိုးမှလဲဆိုတာလုံးဝခံမှန်းလို့မရပါဘူး။အဲဒါကြောင့်ဟော့ရက်လက်သီးတွေဟာဘောက်စင်းမဟုတ်ပဲအကြမ်းဖက်လက်နက်တွေဖြစ်နေကြောင်းနီးပြမီကယ်ကတွေ့နေပါသည်။တခါမူရမြက်ခွက်ကိုအထိုးခံလိုက်ရပြီးတောင်းမှကတ်သွားတော့ဟော့ကအဆုံးသတ်တော်မင်းအချိန်ပထမအချီပြီးဆုံးသွားခဲ့ပါသည်။ ဟော်လေသူ့ရဲ့ထိုးရက်ကိုရှုပ်သိမ်းလိုက်ပေမဲ့ရှာကြီးထုတ်ပြီးပြောင်းများနေခဲ့ကပြိသက်တွေကတော့ဟော်ရက်ကစားပုံကိုမှင်သက်နေကြရပါသည်ဟော်ရက်ကစားပုံကဘောင်းစင်းရဲ့တာမန်အခြေခံတွေနဲ့ကွဲထွက်နေပြီး3-5လို့တောင်ပြောလို့ရတဲ့အပြင်တာမန်လုံးနေကြောင်းဒါတဲကပြောပြပါသည်ဟော်ရက်ထိုးနှက်ပုံတွေရှောင်းနှိမ်ပုံတွေအပြင်သူ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကဘောင်းစင်းနီးစနစ်တွေရဲ့ဟာကွက်တွေကိုအခွင့်ကောင်းယူနိုင်နေတာဖြစ်ကြောင်းထပ်ပြီးရှင်းပြပါသည် နီးပြကြီးကတော့ဟော့ရဲ့ချိန်ချောက်မှုအန္တရာယ်တွေကိုမြင်နေရပြီးတခါမူရလိုကောင်မျိုးကလည်းဟော့ကိုရှင်တိုင်းနိုင်မယ်ဆိုတာသိပြီမဲ့သူ့မှာအကြံပေးစရာမရှိဘဲဖြစ်နေလို့ခံမြင်နေရပါသည် တပတ်နီးပြမိကြတဲ့ကတခါမူရာတို့တွေဟော့ကိုမရှင်နိုင်ဘူးလို့တွေးနေပြီးဟော့ကိုလည်းပွဲကိုအမြန်အဆုံးသတ်လိုက်ဖို့ပြောပါရီဟော့ကတော့သူအဆုံးသတ်ချင်တဲ့အချိန်မှာအဆုံးသတ်မယ်လို့ပြောခဲ့ပြီးပထမအချိန်မှာတင်တခါမူရာခံနေရတာဖြစ်လို့အာအိုကီတို့လည်းစိတ်ပြတ်အားငယ်နေကြရပါရီနီးပြကြီးကတခါမူရာအတွက်ဘာလို့ပရင်ကောင်းမလဲလို့တွေးနေရင်နောက်ကျောကိုအယပါယရိုက်ပေးလိုက်ပါရီဒီရရှာကဤဘုအတွက်တော့အလုပ်ဖြစ်ခဲ့ပေမဲ့တခါမူရာကတော့သူ့ကိုဘာလို့ရိုက်တာလဲဆိုပြီးတောင်းညံနေပါရီ ဒုတိယအချိန်စာရရဲ့အခါမှာနီးပြကြီးကတာခါမူရတာကဘာချန်ပီယံမဖြစ်နိုင်ရင်သူ့ရဲ့တင်မြမှုတွေညံပြင်းလို့ပဲဆိုပြီးခံယူထားပါလိမ့်တာခါမူရကတော့နီးပြကြီးရဲ့တင်မြမှုတွေဟာကဘာအစ်စ်မှာအလုပ်ဖြစ်တဲ့ဆိုတာတတ်သိပြမယ်လို့ပြောပြီးလင်မြန်တဲ့စပီးနဲ့ဟော့ကိုလှည့်ပတ်နေပါလိမ့်ဒါပေမဲ့အဲ့ဒီလိုလှည့်ပတ်ရင်ပြိုင်ဘက်ကိုစောင့်ကြည့်ပြီးရင်မလုပ်ရမလဲဆိုတာမေ့သွားတာကြောင့်တာခါမူရရက်တော်တာနဲ့ဟော့ကတိုက်စစ်ဆင်ပါလိမ့် တခါမှုရလည်းဟော့ရက်ထိုးချက်တွေကြောင့်ဂျိုရန်ဘက်ရောက်သွားတဲ့အချိန်ကောင်းတာပြန်ထိုးပေးလိုက်ပြီးတော့စင်သက်မပြတ်လေကျင်ကြရတဲ့ဘဲလက်သီးထိုးချက်တွေဒလက်သက်ပြစ်ကျွေးပေးနေပါသည်ဟော့ရက်ထိုးချက်ကိုရှောင်လိုက်ပြီးနောက်ခုနကထက်ပိုပြီးမြန်တဲ့အချိန်နဲ့လှက်ပတ်ရင်ပိတ်ထိုးနေခဲ့ပြီးဒီအခိုက်အတန့်မှာအလုံးရဲ့မျောလင့်ချက်တွေတခါမှုရအပေါ်ရှိနေပါသည်တခါမူရကနီးပြကြည့်သိမိခဲ့တဲ့အတိုင်းညာဘက်ဒဲလက်သီးထိုးပေးလိုက်ပြီးတော့သူ့ရဲ့အမြန်နှုံးကိုထက်မြင့်လိုက်ပါသည် ဒါပေမဲ့ဟော့ရဲ့စပီကပုံမြန်နေဆိုပြီးနီးပြမီကယ်ပြောနေချိန်မှာပဲဟော့ကလည်းသူ့ရဲ့စပီကိုထုတ်ပြလာခဲ့ပြီးတာခါမူရာကိုနောက်ပြန်လဲကျသွားအောင်ထိုးပေးလိုက်ပါတယ်။လဲကျသွားတဲ့တာခါမူရာကပြန်ထလာခဲ့ပြီးဟော့ရဲ့စပီကပုံမြန်နိုင်စေရအကြောင်းမရှိဘူးလို့တွေးမိနေပါတယ်။ ပွဲပြန့်တဲတာနဲ့နေရောင်လုံးကအမြန်နှုံးနဲ့မြင့်ပြီးအပြင်အလံထိုးနေကြပေမဲ့ဟော့ရက်လက်သီးတွေကပိုပြီးထိရောက်နေရာကြောင့်တာခါမှုရအထိနာနေခဲ့ပါသည်။ဟော့ကအမြန်ဆုံးနဲ့အတန်မာဆုံးပေါက်စားတွေကိုတိုက်ခိုက်ဖူပီးသားဖြစ်ပေမဲ့တာခါမှုရအတွက်တော့စပိမြန်တဲ့သူနဲ့တိုက်ခိုက်ရတာပထမဆုံးဖြစ်ကြောင်းနီးပြကြီးကပြောပါသည်။ နီးပြမီခဲကလည်းတာခါမူရဟာတမ်းမာပေမဲ့ဂျပန်နိုင်ငံမှာမွေးလာခဲ့ရလို့ကန်ဆူရဖြစ်ကြောင်းပြောနေပြီးအဲအချိန်ဟောကတာခါမူရကိုပိတ်ထိုနေပါတယ်တာခါမူရဟန်ချက်ပြတ်တော်တာနဲ့နောက်တစ်ချိန်အလဲထိုးခံလိုက်ရတာကြောင့်စိုးရိမ်နေကြတဲ့ပြည်သက်တွေအကုန်လုံးကတာခါမူရရဲ့နာမည်ကိုအော်ဟစ်အားပေးနေကြပါတယ်နမတ်စင်အပြည့်မကြေရသေးခင်မှာပဲတာခါမူရပြန်ထလာခဲ့ပေမဲ့ပွဲပြန့်တယ်တဲ့အချိန်အထိတတိပြမကန်နိုင်သေးပါဘူး အနောက်ဘက်ကနေဝင်လာတဲ့လက်သီးကိုအသေးအသက်ရှောင်လိုက်ရပြီးသတိပြန်ကတ်သွားပြီမဲ့စက္ကန့်30ပဲကျန်တော်တဲ့အချိန်အတွင်းမှာခုခံနိုင်အောင်ကြိုးစားရတော့မှာပါတခါမူရာကဟောရဲ့တခိုင်မှုတွေကိုခုခံရင်ဘဲဘက်ချက်လက်သီးတွေထိုးလိုက်တော့ဟောနဲ့နီးပြမီကဲတို့ကထိရောက်မှမဟုတ်ဘူးဆိုပြီးတွေးမိနေကြပါလိမ့်။ဒါပေမဲ့တခါမူရာရဲ့ဘဲဘက်ချက်လက်သီးတွေကတော့ဟောရဲ့မျက်နှာကိုထိရောက်နေခဲ့ပြီးမို့နီးပြမီကဲလည်းအံ့ဩသွားရပြီး တခါမူရခန္ဓာကိုယ်ဟာနိဗျကြီးရဲ့လေ့ကျင့်ရေးတွေကြောင့်တခိုက်ဖို့ကျင်သားရနေကြတာပါနိဗျကလည်းသူတင်ပေးခဲ့တဲ့ဤစနစ်တွေအတိုင်းတခါမူရတခိုက်နေကြကိုမြင်လာရပြီးအဲအချိန်တမှုထူးခြားပါတယ်ဆိုတဲ့ဟော့ကိုလဲကျသွားအောင်ထိုးပေးနိုင်လိုက်ပါတယ်ဟော့ကတော့ဘာမှမဖြစ်ခဲ့သလိုပြန်ထလာခဲ့ပြီးပွဲပြတဲ့တော်မင်းအချိန်မှာပဲဒုတိယအချိန်ပြီးဆုံးသွားခဲ့ပြန်ပါသည် တခါမူရာကသူ့နှစ်ချိန်အောင်လဲကျသွားခဲ့တယ်ဆိုတာကိုသတိမှတ်မိခဲ့ပဲနီးပြကြီးအတော့လဲတခါမူရာလဲကျတာကိုမြင်ရတာပထမဆုံးအကျင့်ဖြစ်ပါသည်အဲဒါကြောင့်နီးပြကြီးကတူဝေနေပြီးတခါမူရာကတော့နီးပြကြီးရဲ့ဘောင်းစင်းဟာကပတ်အစင်အထိထိုးပေါက်နိုင်တဲ့အကြောင်းနဲ့ဟောရဲ့ဟာကွက်ကိုလည်းတိထားပြီလို့ပြောပါသည်တတိယအစီစားရတဲ့အခါမှာတော့တခါမူရာရဲ့ထိုးချက်တွေကိုဟောကအထာကြကြနဲ့ရှောင်ပြနေခဲ့ပေမဲ့တခါမူရာကအရှိတူပြီးတော့ထတ်ထိုးလိုက်တာကြောင့်ဟောနောက်တစ်ချိန်လဲကျသွားပါသည် တာခမူရာကဟောရဲ့အနောက်ကိုရှောင်းတိန်တဲ့ပုံစံကိုအခွင့်ကောင်းယူလိုက်တာဖြစ်ပြီးဟောကလည်းဒေါသတွေနဲ့အတူပြန်ထလာခဲ့ပါသည်တာခမူရာကလည်းသူ့ရဲ့ထိုးချက်အစစ်အမှန်နဲ့ဟောပြန်ထမလာနိုင်အောင်ထိုးကျင့်နေပြီးနိဗ္ဗာန်ကြီးရဲ့တင်မြှမှုတွေကိုအသုံးချသွားမှာဖြစ်ပါသည်ပွဲပြန့်တရားနဲ့အာရပါရလက်သီးချင်းရှင်ထိုးလိုက်ကြပြီးနောက်တာခမူရာကသူ့ရဲ့အကာတွေကိုဖျက်လိုက်တာကြောင့်ပြိတ္တတွေစဉ်းစားမရဖြစ်သွားကြပါသည် ်မိဖကြီးကတာခါမူရရဲ့ဆုံးဖြတ်ချက်မှန်တယ်လို့ပြောနေပေမဲ့မိဖမိခဲကတော့တာခါမူရဟာဘယ်လက်သီးနဲ့ပဲဆက်ထုတ်နေဦးမှာမို့ဟောဘက်ကနေကောင်းနာပြန်ထုံးနိုင်လိမ့်မယ်ဆိုပြီးတွက်ချက်ထားပါသည်ပြိုင်မဲနေ့ရောက်လုံကစိုက်ကြည့်ရင်အကဲခန့်နေကြချိန်မှာပဲဟောဘက်ကနေစထုတ်လာခဲ့ပြီးတာခါမူရကလည်းပခုံးနဲ့ခုခံလိုက်ပါသည် တခါမူရာရဲ့ပင်လက်သည်ကိုဟော့ရှောင်းလိုက်နိုင်ပေမယ့်နောက်ထပ်ဝိုက်လက်သည်ကြောင့်အနောက်ကိုပြန်ဆုတ်သွားရကအပြင်းအလန်ထိုးကြပါရင်တခါမူရာရဲ့ထိုးချက်ကပိုပြီးထိရောက်နေခဲ့ပြီးနိပြကြီးကလည်းတခါမူရာရဲ့စွမ်းအားတွေကိုကဘာကြီးစီထုတ်ပြလိုက်ဖို့ပြောနေချိန်တခါမူရာကအပေါ်စည်းကနေဟော့ကိုထိုးချပေးလိုက်ပါရင်ဟော့ကလည်းမထင်ထားတဲ့အနေအထားကနေကောင်နာတွေပြန်ထိုးလာတာကြောင့်တာခါမူရာကရှောင်းနေရင်းနဲ့ပင်လက်သည်ထိုးပေးလိုက်ပါသည် ပရိသတ်တွေရဲ့အရှိမပဲနှစ်အောင်လုံးကအပြင်းအထန်အပြန်အလှန်ထိုးနေကြပေမဲ့ဘသူကမှလဲကြမသွားခဲ့ပဲဒီအချိန်မှာတတိယအချီလဲပြီးသွားခဲ့ပါသည် တိုက်ခိုင်းမှုရဲ့တိုက်ခိုင်းမှုတွေပိုပြီးတိုးတက်လာနေရကြောင်းနှီးပြမိခဲ့ကကိုဗယ်နီယာကနေလာခဲ့လေဆိုတာပြန်သတိရဖို့ဟော့ကိုပြောခဲ့ပါသည်။ဟော့ကနယူးယောက်ရဲ့ဆင်းရဲသားရောက်ကမှမွေးဖွားလာခဲ့ရတာဖြစ်လို့3 5မှာဆိုရင်သူ့ကိုတိုက်ခိုင်းမှုရမရှင်နိုင်ဘူးဆိုပြီးနှီးပြမိခဲ့ကတွေးနေပါသည်။ဒါပေမဲ့ဆလုတ်တဲ့အချီစားလေးအခါမှာတော့ဟော့ဘက်ကခံနေရတာကိုမြင်လိုက်ရပြီးတိုက်ခိုင်းမှုရဟာတောင်းကြီးအတွင်မှာသူ့ပြိုင်ဘက်ကိုနားလဲသွားတာဖြစ်ကြောင်းနှီးပြကြီးကပြောပြပါသည်။ ။တကာမူရဟာအရင်ကတည်းက35မှာကျင်းလည်လာခဲ့တဲ့ကောင်ဖြစ်ပြီးပြိုင်ပွဲကို35ပုံစံပြောင်းလိုက်တော့သူ့ရဲ့ထိုးစစ်တွေခံသစ်တွေနဲ့အသက်ရှူပုံစံတွေကအစားငကုပ်ပုံစံဖြစ်သွားခဲ့တာပါ။ နိဗျာကြီးကသူ့ရဲ့တင်မြပေးမှုတွေနဲ့တာခါမူရာရဲ့စွမ်းရည်တွေကိုဆွဲထုတ်ပေးခဲ့တာဆိုပေမဲ့အကန့်အသတ်ကိုကျော်လွန်နိုင်နေတဲ့လက်ရှိတာခါမူရာရဲ့ပုံစံကိုသူလည်းအခုမှမြင်ဘူးတာဖြစ်ပါသည်တာခါမူရာကလည်းအကောင်သောပုံစံနဲ့ဒလဇက်ထိုးနေခဲ့ကဟောမှရှုံပွဲတွေမရှိသေးတဲ့ဟာသူနဲ့မထိုးရသေးတာကြောင့်လို့ပြောပြီးမျက်ခွက်ကိုထိုးချပေးလိုက်တဲ့အချိန်မှာပဲစတုဒ္ဒအချီပြီးသွားခဲ့ပါသည်နာကျင်အတွင်းမှာတော့ပြည်သက်တွေတိုက်ဆိုင်နေကြပြီးနောက်အချိန်မှာတာခါမူရဘာတွေလုတ်ပြအောင်မလဲဆိုတာစောင့်မျှော်နေကြပါသည်